အာဖဂန်နစ္စတန်နိုင်ငံရဲ့ရေရှည်တည်တဲ့နဲ့ပြည့်ခက်ရေဆက်ရေးအတွက်ညီညာရေးဆွေးနွေးညှိနှိုင်းမှုများဟာအောင်မြင်ခြင်းမရှိကြောင်းပါကစ္စတန်ကအောက်တိုဘာလ29ရက်နေ့မှာပြောကြားခဲ့ပြီး၎င်းတို့ရဲ့ပြည်သူများကိုကာကွယ်ရန်အစီအစဉ်များလှောက်ဆောင်သွားမယ်လို့သတိပေးခဲ့ပါတယ်။တာအာရှအင်းကြီးချင်းများဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နယ်စပ်ဒေသမှာ အပေါင်းများစွာတွင်ဆိုရဆုံတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးရဲ့နောက်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရင်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပါတယ်။အော်တိုဘာလ9ရက်ကအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့တော်မှာပောက်ကွဲမှုများဖြစ်ပွားခဲ့ပြီးရဲ့နောက်အဲဒီပောက်ကွဲမှုများနဲ့ပတ်သက်ပြီးအာဖဂန်တာလီဘန်အာဏာပိုင်များကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကာနိုင်ငံအကြားတိုက်ခိုက်မှုများဖြစ်ပွားခဲ့တာကြောင့်လူခဏစေကျော်သေဆုံးပြီးလူပေါင်းရာချီတန်ရာရခဲ့ပါတယ်။စင်ကောင်းစရာကတော့အာဖဂန်ဘက်ကအမခံချက်တွေမပေးခဲ့ပါဘူး။အဓိကပြဿနာကနေတွေ့ဖြစ်ပြီး အပြန်အလှန်ပြစ်တင်မှုနဲ့လက်ကွက်တွေကိုသာရွေးချယ်ခဲ့ပါတယ်လို့ပါကစ္စတန်ပြည်သားရေးဝန်ကြီးအက်ဒူလာတာရာကကာတာနဲ့တူရကီတို့ရဲ့ဂျာဝေဆက်ဆက်မှုနဲ့လေးရဲကြဆွေးနွေးညှိနှိုင်းမှုများအပြီးမှာအိတ်လူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။ဒါကြောင့်ဆွေးနွေးညှိနှိုင်းမှုများဟာလက်တွေ့ကြရဖြည့်ရှင်းဤကိုထပ်ပေါ်စေခြင်းမရှိကြောင်း၎င်းကဆိုပါတယ်။ပါကစ္စတန်ဟာငြိမ်းချမ်းရေးစိတ်တဲ့အာဖဂန်နစ္စတန်နဲ့ထိတွေ့ဆက်ဆံခဲ့ကြောင်း ဒါပေမဲ့အာဖဂန်ဟာပါကစ္စတန်စစ်ကြင်တဲ့အကြမ်းဖက်သမားများကိုခိုင်မာစွာထောက်ပံ့ပေးနေကြောင်းထာရာက ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာအကြမ်းဖက်မှုအနေနဲ့ကနေကျွန်တော်တို့ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်နိုင်သမျှအစီအစဉ်အားလုံးကိုဆက်လက်လှုံ့ဆော်သွားမှာပါလို့တာရာကပြောကြားခဲ့ပြီးအကြမ်းဖက်သမားများ၎င်းတို့ခေါ်လုံတဲ့နေရာများနဲ့၎င်းတို့အားထောက်ခံသူများကိုချေမှုန်းသွားမှာဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။အဲဒီတော့လည်းပတ်သက်ပြီးအာဖဂန်နစ္စတန်ကအချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။